ဘောလုံးကုတ်တပါမွေးဖွားခြင်းကျွန်တော်ဒီနေ့ပြောပြမှာတော့ခရစ်စတီယာနိုရိုနန်ဒိုရဲ့အကြောင်းပဲဖြစ်ပါတယ်အားလုံးပဲမင်္ဂလာပါကေဂျင်း YouTube Channel ကနေလို့ကြိုဆိုလိုက်ပါတယ်ဗျဒိုလေးရှေနာဒိုဒါမှမဟုတ် CR7 လို့လူသိကြပါမယ်သူ့ရဲ့နာမည်အပြည့်စုံကိုတော့တိတ်မသိကြပါဘူးမသိလည်းပါ မဖြစ်ပါဘူးလေနာမည်အပြည့်စုံကတော့ Cristiano Ronaldo ဒိုဆန်တိုအေဘာရိုလို့ခေါ်ပါတယ်။ပရစ်စတီယာနိုရိုနယ်ဒိုပေါ်တူဂီနိုင်ငံမရီယာကျွန်းရဲ့မြို့တော်ဖန်ချက်ဆော်ပီဒိုစီယင်စုမှာ1985ဖေဖော်ဝါရီ9ရက်နေ့မှာမွေးဖွားခဲ့တာဖြစ်ပြီးအနီးအနားမှာရှိတဲ့ဆန်တိုအန်တိုနီယိုစီယင်စုမှာကြီးပင်းခဲ့တာပါ။အဖေနာမည်ကတော့အိုဆေဒင်းနက်စ်အေဘာရိုဖြစ်ပြီးအမေနာမည်ကတော့မရီယာဒလိုရာဒိုဆန်တိုအေဘာရိုဖြစ်ပါတယ်။ ရနန်ဒိုမှာမွေးချင်းလျောက်ရှိပြီးသူကတတရားမျိုးပါ အကိုနာမည်ကတော့ဟုကိုအေဗာရောဖြစ်ပြီးအမနာမည်ကတော့အေမာအေဗာရောဖြစ်ပါလေငယ်ဆုံးညီမလေးကတော့ကတီယာအေဗာရောလို့ခေါ်ပါလေရနန်ဒိုရဲ့ဘဝကီအစာဆင်းရဲမှုနဲ့အစာပြိုခဲ့တာပါဒါကိုလည်းညီကိုတို့ကြားဘူးမှာပါမက်ဒိုနယ်ဆိုင်ကမုတ်တွေတောင်းစားခဲ့ရတာတို့ပေါ့ဗျာဒါဆိုနောက်တစ်ခုကိုဆက်သွားကြတာပေါ့ဗျာဘောလုံးသမားဖြစ်ဖို့ဘဝအစား ရနဒိုရဲ့ဘောလုံးသမားဖြစ်ပေါ်ရလေလလလေးနဲ့ဖြစ်လာတာမဟုတ်ပါဘူး။နာကျင်မှုတွေအိမ်နဲ့ခွဲနေရတဲ့ခံစားချက်နောက်ဆုံးနှလုံးမှုမမှန်တဲ့ယောဂါပြီးကြောဖြတ်ပြီးစူးစမ်းမှုဆိုတဲ့ဇွဲလုံးလာနဲ့ခုတ်တပားဖြစ်ကိုရအောင်စူးစမ်းခဲ့ရတာပါ။ကစားခဲ့တဲ့ကလပ်အသင်းများဘောလုံးသမားဘဝအစကိုတော့ Sporting Lisbon အသင်းမှာကစားခဲ့တာပါ။ Sporting အသင်းအတွက်25ပွဲပါဝင်ကစားခဲ့ပြီးငါးဂိုးသွင်းခဲ့ပါတယ်။ စပိုတင်တဲမှာခြေစွမ်းပြခဲ့တာကြောင့်အစာရဲလဲဖာဂူဆန်ကမျက်စိချခဲ့တာပေါ့ဒီနောက်2003ခုနှစ်မှာမန်ချက်စတာယူနိုက်တက်ကိုရောက်ရှိခဲ့ပြီးစာရဲလဲဖာဂူဆန်ရဲ့လက်အောက်မှာခြေစွမ်းပြခဲ့ပါတယ်မန်ချက်စတာယူနိုက်တက်မှာ၈နှစ်ကြာကစားခဲ့ပြီး2009ခုနှစ်မှာရီယယ်မက်ဒရစ်တင်ကိုပြောင်းရွှေ့သွားခဲ့ပါတယ်မက်ဒရစ်မှာ၁၇နှစ်ကြာကစားခဲ့ပြီးတင်ကို450ပြင်ခဲ့ပါတယ်ဒီနောက်2018ခုနှစ်မှာတော့အီတလီထိပ်သီးကလပ် ဂျူဗင်တက်အတင်းကိုပြောင်းရွှေ့သွားခဲ့ပါတယ်။2021ခုနှစ်မှာမန်ချက်စတာယူနိုက်တက်အတင်းကိုတပံပြန်ရောက်ကစားခဲ့ပါတယ်။မန်ယူနိုက်တက်အတွက်ရိုနယ်ဒိုကစုစုပေါင်းအတင်းကို145ခုတင်ယူခဲ့ပါတယ်။ဒီနောက်မှာ sorry club အနာစာအတင်းကိုပြောင်းသွားခဲ့ပြီးခုလက်ရှိချိန်ထိကစားနေပါတယ်။နိုင်ငံအတင်းပေါ်တူဂီအတွက်လည်းများစွာအကျိုးပြုခဲ့ပြီးလက်ရှိချိန်ထိနိုင်ငံတကာအတင်းကိုအများဆုံး135ခုနဲ့စံချိန်တင်ထားပါတယ်။ ဒါဆိုနောက်တစ်ခုကိုဆက်ကြတော့ရော်နယ်ဒိုရရှိထားတဲ့ဆူပလာများရော်နယ်ဒိုကတော့ဆူပလာ34လုံးရရှိထားပါတယ်ဒီပလာတွေကတော့ဥရောပယူရိုပလာတစ်ချိန် National League ပလာတစ်ချိန် Champion League 5ချိန် Premier League 3ချိန် FA Cup တစ်ချိန် League Cup 2ချိန် Charity Time 2ချိန် La Liga ပလာ2ချိန် Spain Super Cup 2ချိန် Spain Copa del Rey ပလာ2ချိန် ဆီးရီဖလား2ချိန်ကိုပါအီတလီယာဖလား2ချိန်အီတလီစူပါကပ်2ချိန်ပေါ်တူဂီစူပါကပ်2ချိန်ကလပ်ဝေါ်ကပ်4ချိန် UEFA စူပါကပ်3ချိန်တို့ဖြစ်ပါတယ်နောက်ဆုံးရရှိထားတဲ့ဖလားကတော့ Sorry Club အနာစာအတင်းနဲ့အတူ Sorry ဘရင်ဖလားကိုရရှိထားပါတယ်